ဒီဗီဗီရုပ်မြင်သံကြားပြိသက်များခင်ဗျာဒီနေ့ဟာဆိုရင်မြမရိုးရမဟာတကြံအကျိုးနေ့ဖြစ်ပါတယ်မြမပြည်နေနေရက်ရက်မှာနှစ်တစ်ကိုကြိုရင်းပျော်ပွဲရှင်ပွဲတွေအလှူတန်းတွေကိုပြုလုပ်နေကြပါတယ်ဒီလိုတကြံအကျိုးနေ့မြင်ကွင်းတွေကိုပြိသက်တွေရှူစားနိုင်ဖို့အတွက်ဒီဗီဗီဝိုင်းတော်သားတွေကတကြံမန်တက်တွေစီကနေတိုက်ရိုက်သတင်းပေးပို့ထားတာကိုရှူစားနိုင်ပါပြီခင်ဗျာ မင်္ဂလာပါရှင်ဒီနေ့အဆိုရင်တော့မြန်မာတက္ကသိုလ်1389ခုနှစ်မြန်မာရဲ့နှစ်တကူချိန်ခါသမယပဲဖြစ်ပါရဲ့ရှင်ဒီနေ့ကပထမဆုံးအကြိုနေ့ဖြစ်တာကြောင့်ဒါကတော့ရန်ကုန်မြို့ရဲ့မြို့ရင်းတနေရာဖြစ်တဲ့စူးလေပေါ့နော်စူးလေရန်ကုန်မြို့တော်ခမ်းမရှိမှာဆောက်လုပ်တဲ့မြို့တော်ဝင်မန္တလေးဖြစ်ပါတယ်ဒီမြို့တော်ဝင်မန္တလေးကိုတော့အရင်တော့မြို့တော်ဝင်မန္တလေးလို့ခေါ်ခဲ့ပေမဲ့အခုမှတော့ဒီနှစ်မှာတော့ဒီရန်ကုန်မြို့တော်မဟာဘုံဗန်ဂျယ်မန္တလေးဆိုပြီးတော့အမည်ပြောင်းလဲခေါ်ထားတော့လည်းတွေ့ရပါရဲ့ရှင် ဲမင်္ဂလာပါရှင်အဲမင်္ဂလာပါခင်ဗျဟုတ်ကဲ့မြမတို့နှစ်သိကူကဟာတဲ့မှာအင်္ဂလိပ်နဲ့စွမကောင်စကားလေးပြောပြပါအောင်ရှင်ဩော်ဒီနေ့မြမနှစ်သိကူကဒီနေ့က1389ခုနှစ်ခေါ်ပါတယ်1389ခုနှစ်ကနေပြီးတော့1388ခုနှစ်ကိုအပြောင်းလဲစတော့မှာလားနှစ်စံတရနှစ်ဆိုရင်1388ခုနှစ်ရောက်တယ်မြမတက်ကြရပြောမယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ဒီနေ့လုတ်တဲ့ကျွန်တော်တို့နိုင်ငံမှာဆိုရင်ဒီနေ့နှစ်ခုတကြံအစပြီးတော့နှစ်အပြောင်းလဲမှာဆိုရင်ကျွန်တော်တို့ကလူသစ်စိတ်သစ်နဲ့လဲသွားဖို့လိုအပ်လာတယ် နောက်ပြီးတော့လည်းအခုဆိုရင်အစိုးရတဲ့ပြည်သူလူထုရဲ့အစိုးရတဲ့ကလည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက်နိုင်ငံတော်မှာရှိတဲ့ပြည်သူလူအစိုးရကျင်လိုက်တဲ့ဆိုရင်အစိုးရတကူမဟုတ်ဘဲနဲ့လူထုအားလုံးကလည်းစီကန်းညွတ်စွာနဲ့အေးချမ်းချမ်းလေးနဲ့နော်ကျွန်တော်တို့ရဲ့ရှေ့လာမဲ့နိုင်ငံသစ်ကိုတိကျောက်တဲ့အခါချင်းအားလုံးပူးပေါင်းဆောင်ရွက်ဖို့ကျွန်တော်ပြောကြားလိုပါတယ်ဟုတ်ကဲ့ပါရှင်အရင်တော့ဒီမန်နက်ကိုလေမျိုးတော်ဝင်မန်နက်ကနေပြောအခုဟိုဟာဘဟုမန်နက်လို့ပြောင်းလိုက်တာရောအန်ကယ်ဟုတ်ကဲ့ဒါကတော့အမိသမားဟာပဲပြောင်းတာဖြစ်ပါတယ် ီအားရတကယ်တဲ့ဥစ္စာဆိုရင်ဒီမန်ဒတ်ကကျွန်တော်တို့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီရဲ့ဘတ်ဂျက်နဲ့ဒါဆောင်ရွက်တာဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီအနေပြီးတော့မြို့တော်သူမြို့တော်သားတွေရှိရခြင်းတော့ကျွန်တော်အခွန်တွေကောက်ခံရပါတယ်။အဲ့ဒီအခွန်ကောက်ခံတဲ့အခါကျတော့အဲ့ကောက်ခံရရှိတဲ့မူတွေတဲ့ကနေပြီးတော့2015 16ဘတ်ဂျက်နှစ်ထဲမှာတွေကကျွန်တော်တို့ကတကြံအတွက်ကိုຢာထားပြီးသားဖြစ်ပါတယ်။အဲ့ဘတ်ဂျက်ငွေနဲ့ကျွန်တော်တို့ကဆောင်ရွက်ပြီးတာဖြစ်ပါတယ်။ဒီနေ့မှကတော့ထူးခြားချက်တစ်ခုကရန်ကုန်တိုင်းဒေသကြီးစိုးရဖွဲ့ရသူတို့မန်တပ်မလုပ်ပါဘူး။မန်တပ်မလုပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရှိမှလာပြီးတော့ ခွင့်နဲ့တို့ကျွန်တော်တို့ရှိမှာသူအဲ့တော့ဖြစ်တက်ရောက်တာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ဒီဟာဆိုရင်ရန်ကုန်မြို့တော်မြို့တော်သားများအတွက်ရန်ကုန်မြို့သူမြို့သားကောက်ခံထားတဲ့အခွန်ငွေတွေနဲ့လုတ်ပေးတာဖြစ်တဲ့အတွက်မြို့တော်သူမြို့တော်သားတွေအလုံးနဲ့ဆောင်ရွက်ပေးတဲ့ပွဲဖြစ်ပါတယ်။အဲကြောင့်ဒီနေ့လုတ်တဲ့အခါကျတော့အကုန်လုံးမန်တက်တွေသူမန်တက်မလုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘဝမန်တက်ဆိုတဲ့စကားလုံးသုံးလိုက်တာဖြစ်ပါတယ်။အရင်တော့ကတော့သုံးွေးမရှိဘူးလေ။နှောင်းကရန်ကုန်တိုင်းဒေသကြီးဆိုတာတသက်ကျွန်တော်တို့ကတသက်သူကအစိုးရဘွဲကလုတ်တာ။ဒါကပြည်သူလူထုကိုအခြေခံပြီးလုတ်ပေးတဲ့ပွဲဖြစ်ပါတယ်။ အဲမတူပါဘူးဒါပေမဲ့ तू မလောက်တာဖြစ်တဲ့အတွက်ဒီမှာကျတော့ဘဝမန္တဖြစ်ပြောင်းမယ်ဆိုပြီးလောက်တာဖြစ်ပါတယ်ဒါတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ရန်ကုန်မြို့တော်စီပင်သာရေးကော်မတီရဲ့เนาะကျွန်တော်တို့မြို့တော်ဘဝမန္တဖြစ်ပါတယ်ကဲပါခုလိုပြပြရတယ်ကျေးဇူးများကြီးတင်ပါတယ်ဒါပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းဟုတ်ကဲ့ပါအနိမင်္ဂလာပါမင်္ဂလာပါတမီးပထမဆုံးဟောအနိနာမည်လေးနဲ့မိတ်ဆက်ပါအနိနာမည်နန်းညွမေလို့ခေါ်ပါတယ်ဟုတ်ကဲ့ကိုမကိုမကွယ်လို့ခေါ်ပါတယ်ဟုတ်ကဲ့ วนี้แต่เจนเนี่ยไปแต่พี่อเลยหัวบอลนี่แต่กางสุ่มกางสกาลีบีโอเลบอลโอเควันี้แต่เจมาน้ัท้องเสชาขาดแตาไม่ยามาขี้กาลาพยองเลยยาอาลุมิงกลานี่แต่กางนี่แต่มงกางเนี่ยเปียส่งจ้าบาซีอันนี้รูปตั้งยันตาเพื่อสู้ต้องบีบาร์เลยไมบาร์เลยโอเคอ๋อโอเคแต่ตั้งบีลงตั้งยินดาอาลงอาลงนี่เต็มมิงกลาอาลงสันดาปยวาจ้าบาซิลอันนี้ดี ဤသူတွေလိုလားနေချင်းချင်းနဲ့ပတ်သက်ပြောလဲစူတောင်းစုမကောင်းနဲ့တောင်းတဲ့စကားလေးပြောလို့ပါဟုတ်ကဲ့ပါအဒီတို့တိုင်းရင်သားအားလုံးကလည်းဒီပြည်သူတွေလိုလားတဲ့တိုင်းရင်အငင်းချမ်းရေးရရောတိုင်းတိုင်းသူပြည်သားလုံးကအားလုံးဒီနေ့တက်မင်္ဂလာမှာအားလုံးပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်။ဟုတ်ကဲ့ပါနိခုလိုပြည့်ပြည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့ဒီပြည်ပြည်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်။အဒီဟိုကဒါလေးပအားစာပေးတဲ့ယဉ်ကျေးမှုအဖွဲ့လား။ဒီတို့ကပိုးလို့ဖတ်ပါတယ်။ပိုးလား။အော်ဟုတ်ကဲ့အဲ့အဲ့လိုအဖွဲ့ ော့ရှိလို့ရလားရေကုန်တိုင်းဒေသကြီးဆိုပြောလေစွန်းတော့ရေကုန်တိုင်းဒေသကြီးပိုးဆပေနဲ့ရေချိန်မှုအဖွဲ့ပါဟုတ်ကဲ့ပါနေကျေးဇူးတင်ပါတယ်ရှင်တို့ဒါဒုတိယအချိန်ရောက်ရှိဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါ